တို့အညာကိုအစဉ်မြဲအားပေးကြပါသောတော်လန်ကလစ်ကာများအလုံးမင်္ဂလာပါရှင်။ဆရာကြီးမြတ်တန်တင်ပါတာပြန်ထားတဲ့လေလွင်တူးဆိုတဲ့ဝတ္ထုကို အပိုင်း15အနေနဲ့ဆက်လက်ပြီးတော့ဖျက်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်မကတော့အတော်ပါ။လေလွင်တူးမြတ်တန်တင်စနစ် ျွန်တော် ပြောင်းဝင်လာသည့်အထိသူ့မျက်နှာကိုခေါင်းအုပ်ကြီးနဲ့အုပ်ထောင်းမှပဲအဲ့ဒါတေးကြတယ်ကျွန်တော်အနားမှာရှိမရှိလဲသူကြည့်မှမဟုတ်ဘူးကျွန်တော်ကကတင်းနာပြန်လာပြီးသူ့ဘေးဝင်ထိုင်လိုက်တော့ဖီဖီဟာမျက်နှာကိုတစ်ဖက်ကိုလှည့်ထားလိုက်တယ်ကျွန်တော်ကိုမခေါ်ချင်ဘူးဆိုတဲ့သဘောပေါ့လေမြေအောက်ရက်ထားပေါ်မှာအကစားပစ္စည်းတွေမိကြံခဲ့လို့ကျွန်တော်ကိုပင်စေးကြောင်းကလှန်ပစ်အဖွဲတစ်ဖွဲလုံးကဝိုင်းပြီးတပိတ်မှောက်ကြတယ်လို့ပေါ့ဟေးဆယ်ဝဲတာဖိတ်ကအသက်ဘယ်လောက်ရှိပြီလဲ မြန်မာလေးစာထဲမှာသူ့အကြောင်းထည့်ရေးလိုက်တယ်မဟုတ်လားအဲ့ဒီစာတော့ကိုကိုတရေ လက်ဆွဲအိတ်ထဲမှာပါလာသေးတယ်ထင်တယ်လက်ဆွဲအိတ်ကတော့ဘူတာယုံမှာထားဖြစ်ခဲ့တယ်ကိုကိုကိုဖေဖေကတတ်မှာကိုလူရေဒီကောင်မကလေးကတခုခုကိုစွဲမြည်ပြီဆိုရင်အဲ့ဒီတခုခုကိုပဲစွဲနေတော့တာပဲဗျတတ်တော့မတတ်ပါဘူးအလုံးစုံလို့ရင်စူပူချိန်မောင်းပြီးစစ်ကြောင်းကိုပို့လိုက်ရောမို့သူဒါပဲလုပ်မှာပါကိုကိုကလည်းဒီမှာမနေပါဘူးလစ်မှာပါကိုလိုရာဒိုမြင်းချင်မှာသွားပြီးအလုပ်လုပ်မှာပါ ရေးစရာကောင်းလိုက်တာကိုကိုကမြင်းကြောကုန်းပေါ်ကိုများတက်နိုင်လို့လားဘာလို့မတက်နိုင်ရမှာလဲတက်နိုင်တာပေါ့မြင်းစီရာများဘတ်ခတ်တာလိုက်လို့2မိနစ်လောက်တင်လိုက်ရတာပဲဥစ္စာတော်စမ်းမှာကွာပလတ်စတာကြီးကိုခွန်နေစမ်းမှာ ਨੇ သူ့လက်မောင်းကပလတ်စတာကိုခွန်နေတာ ਨੇ ကျွန်တော်ကပြောလိုက်တယ်ဇပင်ကကောဘယ်မှာညှက်လာတာလဲကျွန်တော်သူ့ဇပင်ကိုကြည့်လိုက်တယ်ဇပင်ကတိတ်တူလုံးနေတယ်လေဘယ်ဆိုင်ကညံ့ညံ့ကိုကိုအပူမဟုတ်ပါဘူး ဒီကောင်မကလေးကจิตတက်လေးရဲ့ဗျခုလဲဘာသာတိုင်းမှာကြလာပါပြီညီမလေးသိပါတယ်အော်ပြောရင်ဆိုရင်ဒီကောင်မကလေးကတော်တော်ခက်နေပါကလားလူကသာကလေးရှိသေးတယ်လေတန်ကတကယ်ကြောင်းစရာမကြီးရဲ့လေတန်မျိုးဘာသာတိုင်းမကြပါဘူးအင်္ဂလိပ်စာမှာအောင်ပါတယ်လို့ပြောပြီးကျွန်တော်စိတ်တူလာတာနဲ့သူ့ကိုဆွဲလင်လိုက်တယ်ဒါဖြစ်ကိုကိုဘာဖြစ်လို့ကျောင်းကစောပြီးပြန်လာတာလဲဘာဖြစ်လို့ကျွန်တော်တုံညကြီးရတလဲလို့မေးနေတယ်သူဒီလိုမေးတော့ကျွန်တော်စိတ်ညစ်တယ်ဗျာ ညီမလေးကိုကိုကိုဒါရီမမင်းနဲ့ကွာကိုကိုမကြိုက်ဘူးဘာဖြစ်လို့တုံညာကြီးရတယ်လဲဆိုတာကတော့အเจ้าနဲ့အများကြီးပဲအเจ้าမောတန်းလောက်ရှိတယ်ပင်စေးเจ้าကအညံ့ဆုံးเจ้าကိုကိုနေခဲ့တဲ့မြเจ้าတွေထဲမှာဒီเจ้าလောက်ညံ့တာတเจ้าမှမတွေ့ဘူးသေးဘူးเจ้าသားတွေကလည်းဟန်ကြီးပဲပြီးတော့ဇရိုက်လည်းမကောင်းဒီလောက်ဇရိုက်ညံ့တဲ့ကောင်တွေကိုတခါမှမတွေ့ဘူးတရရောက်အခန်းမှာစုပြီးအရဝိုင်းတို့ဘာလို့ဖွင့်စေးသမားတို့ဝတ်ချံထူတဲ့ကောင်တို့မလာရဘူးဆိုပြီးတကားတို့ဘာလို့ဖွင့်မပေးဘူး သူတို့အခန်းထဲကိုဝင်မယ်ဆိုရင်အခန်းတကားကိုအတွင်းကနေတော့ခတ်ထားတယ်။သူတို့ကသူတို့ဘာသာကြိတ်ဝိုင်းလေးတွေလုပ်တယ်။ကိုကိုကြတော့မလာရဘူးတဲ့။ကိုကိုတငယ်ချင်းဝက်ချန်တူတူနဲ့အက်ကလီဆိုတဲ့ကောင်ရှိတယ်။အဲ့ကောင်ဆိုရင်သူတို့ဝိုင်းထဲကိုဝင်ကျင်တယ်။ဒါပေမဲ့ဝင်ခွင့်မပေးဘူး။အတောင်းကဒီကောင်ကစကားများလို့တဲ့။ဝက်ချန်ထူလို့တဲ့။ကိုကြောင်အကြောင်းမကောင်းပြောရတာမကောင်းပါဘူး။အလေကားကြောင်မှာကွာ။ကျွန်တော်ကကျွန်တော်တို့ပင်စေးကြောင်မကောင်းကြောင်ပြောပြတယ်။ကြောင်မကောင်းကြောင်ပြောရရင်ကျွန်တော်အာသွက်နေရလေ။ ကိုကိုတို့ကျောင်းမှာတော်တဲ့ကျောင်းဆရာနှစ်ယောက်ရှိရယ်ဒါပေမဲ့အဲ့ဒီကျောင်းဆရာတွေကလည်းတိတ်ခိုက်များတာပဲဆရာစပင်ဆာဆိုတဲ့ဆရာတယောက်ရှိရယ်သူမိမကတော့ကိုကိုတို့ကျောင်းသားတွေတွိုင်းချောကလက်တို့ဘာလို့ဖျော်တိုက်ပန်းရင်တဘောကောင်းတာဆိုလို့သူတို့လင်မယားလောက်ပဲရှိရယ်ဒါပေမဲ့တမိုင်းတင်တဲ့အခန်းထဲကိုကျောင်းဟောကြီးရောက်လာပြီဆိုရင်မိမြင်စင်စင်နဲ့ကွာဆရာကြီးကစာသင်ခန်းနောက်ကိုအတောင်ဝင်လာပြီသူတင်နာတွေကိုအကြမ်းကြီးနားထောင်နေတော့တာပဲတတော်ကနေမပြောင်း လာပြီးထိုင်နေရုံတင်ဆိုရင်တော်သေးတယ်ဆရာကြီးကအတားလေးမနေဘူးစာတင်နေတဲ့နေရာကိုဝင်လာပြီးဆရာစပင်တာတင်တဲ့သင်ခန်းစာရေးချင်းမှာရေးစရာတွေများလုံးနေပြက်လုံးတွေကိုမပြောပါနဲ့လို့ပေါ်တင်ကြီးဆူတော့တာပဲအဲ့ဒီအခါကျတော့ဆရာစပင်စာကလည်းတလုံးမှပြန်မပြောရဲဘူးကွတဖြဲလေးနဲ့ရက်နေတာပဲဆရာကြီးကသူ့ကိုယ်သူမင်းသားကြနေတာပဲတော့အလေကားပါကွာကိုကိုကလည်းစကားပြောရင်ကောင်းကောင်းပြောပါဆဲတဲ့စကားလုံးတွေမပြောပါနဲ့ အဲ့ဒီကြောင်မျိုးမင်းတွနေရရင်လဲစိတ်ပြတ်သွားမှာပဲပြီးတော့ចောင်းသားဟောင်းမြောင်းနေဆိုတာလဲရှိသေးတယ်အဲ့ဒီနေကြရင်ဟိုတုန်းကပင်စေးចောင်းသားဟောင်းကြီးတွေရောက်လာပြီသူတို့တာမဲရတွေတာသမီးတွေမြီးတွေနဲ့လာတက်ကြတယ်ចောင်းဝင်တဝင်လုံးသူတို့ကြီးပဲចောင်းသားဟောင်းကြီးတယောက်ရှိသေးတယ်အသက်90လောက်ရှိပြီတခါကြတော့ကိုကိုတို့အခန်းကိုလာတကားခောက်ပြီးအိမ်သာတက်ပြရစေလို့ခွင်တောင်းနေကွအိမ်သာကကော်ရီတာအဆုံးမှာရှိတာပဲဘာခွင်တောင်းစရာလိုတလဲ ဘာဖြစ်လို့လက်ခွင့်တောင်းဝန်စဉ်းစားလို့မရဘူး။သူကဘာပြောရဲချင်းလဲ။အင်တာနက်ရံမှာသူ့နာမည်ထိုးထားတာရှိတယ်တဲ့။အဲ့ဒီနာမည်ထိုးထားတာလေးရှိသေးသလားလို့ကြည့်ချင်လို့တဲ့။ဒါနဲ့ကိုကိုနဲ့တငယ်ချင်းတယောက်ကအင်တာကိုလိုက်ပို့ရပြီ။အင်တာတကားတွေကိုသူကြည့်ပြီ။သူ့နာမည်လိုက်ရှာနေတာကိုထိုင်ဆောင်နေရတာပေါ့ကွာ။ကြည်စမ်းပါအောင်ကွာ။ဒီအင်တာတကားတွေပေါ်မှာသူ့နာမည်ထိုးထားခဲ့တာအနှစ်90တရာလောက်ရှိတော့မယ်။အခုမှဒါတွေရှိသေးသလားလို့ကြည့်ရှင်လို့တဲ့ ပြီးတော့အဖိုးကြီးကသူ့နာမည်ကိုရှောက်ရှာတာအေးအေးဆေးဆေးရှာတာမဟုတ်ဘူးသူတို့ခေတုံးကเจ้าကဘလို့နေရထိုင်ရတဲ့အကြောင်းเจ้าသောဘုရားဟာအပျော်ဆုံးဖြစ်တဲ့အကြောင်းကိုကိုကိုလည်းအနာကအတွက်စူးစမ်းတင်ကြောင်းဘာเจ้าညာเจ้าနေနေရှင်းနေလိုက်တော့ကွာတတော်နဲ့မဆုံးနိုင်တော့ကိုကိုဖြည့်စိတ်ညစ်လိုက်တာအဖိုးကြီးကစိုးလို့မစိုးပါဘူးမစိုးပေမဲ့အလိုက်မသိတစ်ဖက်သားကိုရှောက်လက်ချာတွေပေးနေတော့စိတ်ညစ်တာပေါ့ကွာစိုးရည်လူမတစ်ဖက်သားကိုစိတ်ဆင်းရဲအောင်လုပ်နိုင်တာမဟုတ် ။ကောင်းတဲ့လူတွေကလည်းတစ်ဖက်သားကိုစိတ်ဆင်းရဲအောင်လုပ်နိုင်တာပဲ။ညီမလေးစဉ်းစားကြည့်လေ။သူ့ဘာသာသူအိမ်သားတကားတွေပေါ်မှာထွင်းထားတဲ့နာမည်ကိုရှာတင်ရှာပါလား။ခုတော့လိုက်ပြတဲ့သူကမှအာမနာ အကြာကြီးရွှေးနေတော့စိတ်ညစ်တာပေါ့။ဒီထဲမှာသူကအေးအေးဆွတ်ဆွတ်နဲ့ပြောရင်တော်တရားပေါ့။သူ့မှာဖြစ်အမြင်ကြီးကိုတက်လာရလို့ဟော့ဟဲလိုက်နေပြီ။အသက်ကိုယ်တော်မှမမှန်မရှုနိုင်တော့ဘူး။ဒီကြားထဲကနေပြီးရွှေးနေတော့ပိုစိတ်ညစ်တာပေါ့ကွ။ဒီအထဲမှာ သူ့နှခေါင်းကဖြစ်အသက်ရှူရလို့ပွားစီပွားစီဖြစ်နေသေးတယ်။ကိုကိုဖြစ်တောက်ပင်စေးကြောင့်ကိုတခါရဲစိတ်ပြတ်သွားတာပဲ။ဒါကိုကိုတို့ကိုကြောက်မနေချင်အောင်လုပ်နေရကွာ။ကိုကိုမပြောတတ်ဘူးကွာ။တောက်ပင်စေးကြောင့်မှနေထိုင်ရတာတွေကိုကိုကိုစိတ်ညစ်တယ်။ကိုကိုမပြောတတ်ဘူး။ညီမလေးကဘာပြောလိုက်မှမသိဘူး။တခခုတော့ပြောလိုက်တယ်။ဒါပေမဲ့ကျွန်တော်တက်တက်ကွဲကွဲမကြားလိုက်ဘူး။သူကခေါင်းပေါ်မှာမျက်နှာကိုတစောင်းအပ်ထားရင်ပြောလိုက်တော့ဘလုံးပွဲဖြစ်နေတာပေါ့ဘယ်ကြားပါမလဲ ခေါင်းကြီးဖယ်ပြီးတသေးချာချာပြောဆက်မှာကွာကိုကိုဘာမှမကြိုက်အောင်ဒါဖြစ်ကိုကိုကပင်စေးကြောင့်ကိုမကြိုက်ဘူးဆိုပါတော့သူကဒီလိုပြောလိုက်တော့ကျွန်တော်ကပိုပြီးစိတ်ညစ်သွားတယ်ဟုတ်တယ်မကြိုက်ဘူးနည်းနည်းလေးမှမကြိုက်ဘူးအဲ့ဒီအကြောင်းတွေမမင်းနဲ့ဘာဖြစ်လို့ရှောင်မင်းနေရတာလဲဟုတ်ပါတယ်ကိုကိုကတော့ဘယ်ကြောင့်ကိုမှကြိုက်မှာမဟုတ်ပါဘူးလောကကြီးတစ်ခုလုံးမှာကိုကိုမကြိုက်တာတွေကြီးပဲမဟုတ်လားဟေးကိုကိုကြိုက်တာရှိတယ်ကွာအရင်ရင်းနေမပြောနဲ့ကြိုက်တာရှိကို့လူရ ဒီကောင်မလေးနဲ့စကားပြောရတာတိတ်စိတ်ကုန်စရာကောင်းတာပဲကိုကိုမကြိုက်ပါဘူးကြိုက်တာရှိရင်တခုပြောလေဘာတခုပြောဟုတ်လားကိုကိုကြိုက်တာတခုဟုတ်လားကောင်းပြီကိုကိုပြောမယ်ဒါပေမဲ့ခက်တာကဘာကိုပြောရမှန်းမသိဘူးတခါတလေမှမှုန်ထူနေတော့ကိုကြိုက်တာဘာလဲဆိုတာတော့မေ့တိတိဖြစ်နေတတ်တယ်ဘာလဲကိုကိုကြိုက်တာပြောရမယ်ဟုတ်လားသူကဘာမှပြန်မဖြစ်ဘူးအဲ့ရအစုံမခွေနေတော့ကျွန်တော်နဲ့မိုင်ပေါင်းများစွာဝေးနေတယ်လို့ထင်ရတယ်ပြောလေ ။ဘာပြောရမလဲ။ကိုကိုကြိုက်တာကိုပြောရမလား။ဟုတ်တယ်။ကြိုက်တာတစ်ခုပြော။ Okay ပြောမယ်။ဒါပေမဲ့ဘာမှစဉ်းစားလို့မရဘူး။ကျွန်တော်ခေါင်းထဲပေါ်လာတာကတော့ကျင့်ချင်းတော်လေးလက်ဆွဲပြီးအလူခံနေတဲ့တီလာရှင်နှစ်ပါ။အထူးသဖြင့်တမဏိကိုင်းမျက်မှန်ကလေးတက်ထားတဲ့တီလာရှင်ရဲ့ပြီးတော့အတန်ကြောင်းတော့ကကျွန်တော်နဲ့တခန်းနဲ့နေခဲ့တဲ့ဂျင်းကာဆဲဆိုတဲ့ကောင်ရင်သူတို့နှစ်ယောက်ပဲကောင်းနဲ့ပေါ်လာတယ်အတန်ကြောင်းကတော့ကဂျင်းကာဆဲဆိုတဲ့ကျွန်တော်အတန်သားတယောက်ရှိတယ် ဒီကောင်ဟာကိုပြောတဲ့စကားကိုဘယ်တော့မှပြန်မယုတ်သိဘူး။အဲ့ဒါကျွန်တော်သဘောကျတယ်။တခါတော့ကာဆယ်က stay by ဆိုတဲ့ကောင်ဟာဘဝင်မြင့်တယ်လို့ပြောမိတယ်။အဲ့ဒါကို stay by ရဲ့အောက်တန်းစားအပေါင်းအသင်းတွေကကြားသွားပြီးသွားပြောတယ်။အဲ့ဒီတင် stay by နဲ့သူ့တဘိုးတစ်လေးအပေါင်းအသင်း6ယောက်လောက်ကာဆယ်အခန်းထဲကိုဝင်သွားပြီးအခန်းတကားကို top ပိတ်မင်းပြောတဲ့စကားကိုပြန်ယုတ်သိမ်းလို့အတင်းပြောကြတယ်။ကာဆယ်ကသူပြောတဲ့စကားကိုမယုတ်သိမ်းဘူး။ ဒီတင်ကာဆယ်ကိုဒီကောင်တွေကအုပ်စုနဲ့ဝိုင်းထိုးကြတယ်။ဒီကောင်တွေမတရားလုပ်ပုံတော့လွန်နေဗျာ။ပြောရမှာတော့ကျွန်တော်ဖြစ်ဆက်ဆုတ်တယ်။ဒါပေမဲ့ကာဆယ်ဆိုရဲကောင်ဟာတော်တော်တတိကောင်းတဲ့ကောင်။သူပြောတာကိုနည်းနည်းလေးမှမတောင်းမှန်။တကယ်ကတော့ကာဆယ်ဟာပင်ပင်လေးကြီး။လက်မောင်းကဂဲတလုံးလောက်ပဲရှိ။ဒီကောင်တွေဝိုင်းထိုးတာကိုမခံနိုင်တော့သူပြောတဲ့စကားကိုတော့မရုပ်သိမ်းပြင်းပေါက်ကနေခုန်ချတယ်။အဲ့ဒီတော့ကကျွန်တော်ကရေချိုးကန်းထဲမှာရေချိုးနေတယ် ရရင်ပေါ့အပြင်ဘက်မှာဘုတ်ဆိုတဲ့ကြာတန်ကြီးကိုကြားလိုက်ရလို့ကျွန်တော်ကရေဒီယိုတို့စပွဲတို့များကြာလာသလားလို့ထင်လိုက်မိသေးတယ်။ဒီလောက်အမြင့်ကြီးကခုံချလိုက်မယ်လို့ဘယ်သူကထင်မလဲဗျ။ဒီတင်စတေဗန်ရဲ့ကောင်တွေကကော်ရီဒါအတိုင်းပြေးလာကြပြီးအောက်ထပ်ကိုဆင်းသွားကြတယ်။ကျွန်တော်လည်းမျက်နှာတုပ်ပွားကိုခါပတ်ပြီးရေချိုးခန်းထဲကနေအောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်။ကာဆယ်ကအောက်ကကြောက်တုံးလေကားရင်မှာခွခွဲလေးလဲနေတယ်။အသက်မရှိတော့ဘူးလေ။ ။သွားတယ်လေကျွတ်ထွက်လို့။တွေးတွေကလည်းမြင်မကောင်းဘူးရေဗျာ။ဘယ်သူမှသူ့အနာမကက်ရဲကြဘူး။သူကလက်ကျက်ဆွဲတာလေးကိုဝစ်လို့ကျွန်တော်ငှားထားတဲ့ဆွဲတာလေး။ဒီကောင်တွေကိုចောင်းကထုတ်ပစ်လိုက်တာပဲရှိတယ်။ထောင်ထဲတို့ဘာလို့မပို့ကြဘူး။ကျွန်တော်စဉ်းစားကဆေကို အမှတ်ရလာတယ်။ကြိမ်ချင်းလေးနဲ့အလူခံနေတဲ့တီလာရှင်လေးနှစ်ပါးနဲ့အတန်ကြောင်းတော့ကတွေ့ခဲ့တဲ့ကဆေကိုအမှတ်ရလာတယ်။အမှန်ကတော့ကဆေကိုကျွန်တော်ကောင်းကောင်းသိရမှာဟုတ် ီကောင်းကစကားလေးနဲ့တင်ချာမှာကျွန်တော်နဲ့တခန့်နဲ့ကြတယ်။ဒါပေမဲ့တယောက်နဲ့တယောက်အဝေးကြီးပါ။အတန်းထဲမှာထပြီးလက်ညှိုးထောင်တာတို့တင်ပုံးကြီးနားသွားပြီးထွက်ပြတာတို့ကိုတခါမှလောက်တာမမြင်ဘူး။သူနဲ့လည်းကျွန်တော်တခါပဲစကားပြောဘူးတယ်။အဲ့ဒါကလည်းကျွန်တော်မှရှိရဲ့လေကျက်ဆွဲတာကလေးကို သူလငှားတော့ကပြောဘူးတာကျွန်တော်စီဆွဲတာလငှားတော့ကျွန်တော်အံ့အားတင့်သွားတယ်ဗျာအဲဒီတော့ကကျွန်တော်ကရေချိုးခန်းထဲမှာသွားတိုက်နေတယ သူ့အကိုဝမ်းကွဲတယောက်နဲ့မျိုးရဲသွားမှာမို့ကျွန်တော်လည်းချက်ဆွဲတာကိုငားပါတဲ့ကျွန်တော်မှဒီဆွဲတာလေးရှိတာသူ့ပဲနဲ့လို့များသိနေတယ်လည်းမစုံနိုင်ဘူးကျွန်တော်သိတာကတော့အတန်းထဲမှာနာမည်စရင်ခေါ်ရင်သူ့နာမည်ကကျွန်တော်နာမည်ရှေ့ရောက်နေတာပဲသိတယ်ကေဘယ်ကာဆယ်ကော်ဖီဆိုပြီးအခေယာစင်အလိုက်ခေါ်တာကို အမှန်ပြောရရင်တော့သူနဲ့ကျွန်တော်နေမှာမသိတာဆွဲတာကိုမငှားပဲနေလိုက်အောင်မလို့ပဲညီမလေးကဘာတွေပြောနေမှမသိဘူးပြောနေတယ် ကျွန်တော်မကြောက်ရယ်ဘာရယ်ကိုကိုကြိုက်တာတခုတောင်တွေးလို့မရတော့ဘူးမဟုတ်လားရပါတယ်တဖြစ်ကိုကိုကြိုက်တာတခုကိုပြောလေညီလေးအင်လီကိုကြိုက်တယ်ပြီးတော့ခုကိုကိုလုံနေတယ်လို့လုံနေတာမျိုးကိုကြိုက်တယ်ခုလိုညီမလေးနဲ့ထိုင်ပြီးစကားပြောရတာမျိုးပေါ့ဟာအင်လီကရှိမှမရှိတော့တာကိုကိုကဒါကိုကြည့်ပြောနေရမရှိတော့တာကိုတက်ပြောနေလို့တော့ဟုတ်ပါရဲ့လေမရှိတော့မရှိဘူးပေါ့ငါသိပါတယ်ဒါပေမဲ့ငါခုထိညီလေးကိုသဘောကျတော့မယ် မရှိတော့ကောသဘောမကျရဘူးလားလူတယောက်တေသွားတာနဲ့သူ့ကိုဆက်ပြီးသဘောမကျရဘူးရဲ့လားငါဖြစ်နင်ပြောမှပဲကြားဘူးတော့တယ်အထူးသဖြင့်တေသွားတဲ့လူကခုရှင်နေတဲ့လူတွေထက်အများကြီးကောင်းနေသူ့ကိုပဲသဘောကျမှာပေါ့ညီမလေးဖီဖီဟာဘာမှဆက်မပြောတော့ဘူးသူ့မှာနောက်ထပ်ဘာမှစဉ်းစားစရာမရှိတော့ရင်ညီမလေးဟာဒီလိုပဲဗျဒါမှဆက်မပြောတော့ဘူးပြီးတော့ခုလိုနေရတာကိုသဘောကျတယ်ညီမလေးနဲ့ထိုင်ပြီးစကားပြောနေရတာမျိုးဆိုပါတော့ ရှေးဟောင်းနှောဖြစ်တွေကိုပြောရတာမျိုးပေါ့ဟာ။အိုးဒါကတကယ်ဟာမဟုတ်တာအလေကားဟာတွေ။ဒါလည်းတကယ်ဟာပေါ့ဟာ။ဘာဖြစ်လို့အလေကားဟာရမှာလဲ။လူတွေကတော့ဘယ်ဟာကိုမြတ်တကယ်ဟာလို့ထင်ကြလို့လဲ။ဘယ်ဟာကိုမှတကယ်ဟာလို့ထင်ကြတာမဟုတ်ပါဘူး။ငါကလည်းအဲ့ဒီလိုထင်တာမျိုးဆိုရင်တိတ်ဆုံမြင်ကတ်တယ်။တော်စမ်းမှာစကားပြောရင်ဆဲရဲ့စကားကလည်းပတ်လိုက်ရတာ။ကောင်းပြီ။ဒါဖြစ်နောက်တစ်ခုပြော။ကိုကိုဖြစ်ချင်တာတစ်ခုပေါ့။ကိုကိုဘာဖြစ်ချင်တလဲ။တိတ်ပံပညာရှင်ကြီးလား။ဝတ်လုံကြီးလား။ ငါကဘရောမသိပ္ပံပညာရှင်ဖြစ်မှာမဟုတ်ဘူး။ငါကသိပ္ပံမှာမတော်တာ။ဒါဖြစ်ဖဖြစ်လို့ဝုလုံကြီးတို့ဘာလို့ကောဝုလုံကတော့မဆိုးပါဘူး။ဒါပေမဲ့ဝုလုံကလည်းငါဝါသနာမပါဘူး။အပြစ်မရှိတဲ့သူတွေကိုကောက်ွယ်ပေးတာမျိုးကတော့ကောင်းပါတယ်။ဒါပေမဲ့ဝုလုံဆိုတာအမြဲတမ်းဒီလိုလုပ်နေရတာမှမဟုတ်တာ။ဝုလုံဖြစ်လာရင်ဘာလုပ်မလဲ။ပတ်စံရှာမယ်။ကောက်တီးရိုက်မယ်။ဘရစ်ကစားမယ်။ကားစီးမယ်။မာတီနီတောက်မယ်။ဟော့ရှော့ကိုက်ဖမ်းမယ်။ ီးတော့အပြစ်မရှိတဲ့သူတွေကိုကောက်ွယ်ပေးရပဲထားပါအောင်ဒီလိုကောက်ွယ်ပေးတာဟာသူတို့ကိုစေတနာရှိလို့လားဒါမှမဟုတ်နမဲကြီးကျင်လို့လားတရားရုံးကစဉ်းလာတာနဲ့တပြိုင်နက်လူတွေကဝိုင်းဝန်းအောပါပေးရခံကျင်လို့လားဒါမှမဟုတ်ရင်တောက်မြင်ကက်စရာရုပ်ရှင်တွေတဲကလို့တရားရုံးကစဉ်းလာတာနဲ့တပြိုင်နက်တရင်တောက်တွေဝိုင်းဝိုင်းလည်နေတာကိုခံကျင်လို့လားဒါတွေကြောင့်ဝုန်းလုံးဖြစ်ချင်တာမဟုတ်ဘူးလို့ဘသူပြောနိုင်တယ်လဲဘသူမှမပြောနိုင်ဘူးဟိတ်ထုတ်ချင်လို့လုပ်နေကြတာမဟုတ်ဘူးလားလို့ဘသူပြောနိုင်တယ်လဲဘသူမှမပြောနိုင်ဘူး ကျွန်တော်ပြောတာတွေကိုညီမလေးနားလဲသလားမလဲသလားတော့မသိဘူး။သူကခလေးလေးပဲရှိသေးတယ်မဟုတ်လား။နားတော့ထောင်နေရပဲ။ဘာပဲဖြစ်ဖြစ်နားထောင်နေရဆိုရင်မစိုးဘူးပေါ့။ဖေဖေကတော့ကကုတ်ကိုတတ်မလို့သူကပြောနေတယ်။ဒါပေမဲ့ကျွန်တော်ကတော့သူ့စကားတွေကိုမကြားတော့ဘူးလေ။ကျွန်တော်တွေးနေတာကအခြားအကြောင်းကိုတွေးနေတာ။ကကုတ်ဘာဖြစ်ချင်နေသလဲ။သိရလား။တကယ်လို့ကကုတ်မှာတောက်ခမင်းကြောထပြီးရွေးစရာရှိရင်ပေါ့လေ။ဆဲတဲ့စကားတွေမတုံးပါနဲ့လို့ပြောနေတယ်။ ဟိုတချင်းကလေးကိုညီမလေးရတယ်မဟုတ်လားဂျုံခင်းတဲ့ကိုဖျက်လာသူတယောက်ကိုဖမ်းမိရင်ဆိုရဲတချင်းလေးလေဂျုံခင်းတဲ့ကိုဖျက်လာတဲ့လူတယောက်ကိုဖမ်းမိရင် မဟုတ်ပါဘူးကိုကိုရဂျုံခင်းတဲ့ကိုဖျက်လာတဲ့လူတယောက်ကို တွေ့ရင်မှတချင်းလေးမဟုတ်ပါဘူးရော့ဘတ်ဘန်ရဲ့ကြပြပါ ဟုတ်ပါတယ်ကြပြမငါသိပါတယ်အမန်ကတော့သူပြောတာဟုတ်တယ်ဗျဂျုံခင်းတဲ့ကိုဖျက်လာသူတယောက်ကိုတွေ့ရင်တဲ့သူပြောမှပဲကျွန်တော်လည်းသိတော့တယ်မသိပါဘူးလေ ငါကဂျုံကြီးနဲ့ကိုဖျက်လာတဲ့လူတယောက်ကိုဖမ်းမိရင်လို့ပဲတိထားတာထားပါတော့လေအဲ့ဒီကြပြားကလေးကိုကိုကိုကြားရတော့တိတ်ကျဲတဲ့ဂျုံကင်းကြီးထဲမှာခလေးတွေစော်ကစားနေကြတာကိုကိုကိုမြင်လာတယ်ခလေးတွေမှာအများကြီးပဲရထောင်ချီနေတာပေါ့ကွာအဲ့ဒီဂျုံကင်းကြီးထဲမှာလူကြီးဆိုလို့တယောက်မှမရှိဘူးတဲ့ကိုကိုတယောက်တည်းပဲရှိတဲ့ကိုကိုကတိတ်မြင့်နဲ့တောင်ကပယ်ရန်ကြီးအစုံမှာရက်နေတယ် ကိုကိုတောင်ဝန်ကအဲ့ဒီတောင်ကပင်ရဲ့အစွန်းနာကိုလာတဲ့ခလေးတွေကိုတပ်ဖတ်မှုမလောင်လို့ဖို့ခလေးဆိုတာဟိုလျှောက်ပြေးဒီလျှောက်ပြေးပြည့်တတ်တယ်မဟုတ်လားအနေရတော့ဘာလို့ကိုမသိဘူးမဟုတ်လားဒီတော့ကိုကိုကသူတို့ကိုလိုက်ဖမ်းရမှာပဲဒီလိုနဲ့ကိုကိုဟာတောင်ကပင်ရဲ့အစွန်းနာကိုလာတဲ့ခလေးတွေကိုဆောက်ဖတ်နေရတော့တာပေါ့ဒါကြောင့်ကိုကိုဘာဖြစ်ချင်တလဲလို့မေးအဲ့ဒီဂျုံခင်းကြီးထဲမှာခလေးတွေကိုကမ္မစွန်နာမတော့အောင်လိုက်ဖမ်းတဲ့လူပဲဖြစ်ချင်တယ် ညီမလေးကတော့ကိုကိုယူနေတယ်လို့ထင်ပါပဲ။ဒါပေမဲ့ကိုကိုသိပါတယ်။ကိုကိုကတော့အဲ့ဒါမျိုးကိုပဲလှုပ်ချင်တယ်။ယူတယ်လို့ဆိုချင်လဲဆိုပေါ့ကွာ။ညီမလေးဟာတော်တော်ကြာကြာစကားမပြောတော့ဘူး။ပြောတဲ့အခါကျတော့လေဘာပြောရထင်တလဲ။ဖေဖေသိရင်ကိုကိုကိုတတ်မှာတဲ့။တောက်ယူဆိုင်လို့တတ်တတ်ကွာ။ဒီလိုပြောပြီးကရင်ဆုံးကထလိုက်တယ်။အတန်ကြောင်းတော့ကကျွန်တော်အင်္ဂလိပ်စာပြဆရာဖြစ်တဲ့ဆရာအက်ဒိုလီနီစီကို ဖုန်းဆက်ဖို့စိတ်ကူးရလာတယ်။ဆရာက အတန်ကြောင်းကထွက်ပြီး ခုတော့ New York College မှာလုပ်နေတယ်။ငါဖုန်းဆက်လိုက်အောင်မချက်ချင်းပြန်လာခဲ့မယ်။မအိတ်နဲ့အောင်။ကျွန်တော်အေကန်နဲ့ကိုတွားနေတော့သူအိတ်မပြောစေချင်ဘူး။အိမ်ဦးမှာတော့မဟုတ်သေးပါဘူး။ဒါပေမဲ့တေချောင်းမှပြစ်ခဲ့တယ်။တကားနာရောက်တော့ဖီဖီကကိုကိုလိုလှမ်းခေါ်လို့ကျွန်တော်လှည့်ကြည့်လိုက်တယ်။ဖီဖီဟာအိမ်ဟာထဲမှာထိုင်နေတယ်။ကျွန်တော်ညီမကလေးကချက်เสียရလေ။ညီမလေးလေခုလေချင်းတက်တက်လာပြီ။လေချင်းတက်တက်အောင်ဖီလစ်ဆိုတဲ့ကောင်မကလေးကတင်ပေး။နားထောင် ကျွန်တော်နားထောင်နေလေချင်းတက်တန်လို့လို့ဘာလို့လို့အတန်တော့ကြားလိုက်ရတာဒါပေမဲ့တိတ်အကျိမဟုတ်ကောင်းတာပေါ့လို့ကျွန်တော်ကပြောပြီးအဲကန်းနဲ့ရောက်တော့ဆရာအန်တိုလီနီစီကိုတယ်လီဖုန်းဆက်တယ်အခန်း23 တယ်လီဖုန်းကိုပြောနေတော့အဖေတို့အမေတို့ရောက်လာမလားဆိုပြီးလှန့်နေလို့တယ်လီဖုန်းတော့ရဲရဲမပြောရင်ဒါပေမဲ့ရောက်မလားလို့တော်သေးတာပေါ့ဆရာအန်တိုလီနီကလည်းကောက်ရှာပါတယ်သူစီကိုလာချင်ရင်လာနိုင်တယ်တဲ့ဆရာတို့လီမီယာဟာအိပ်ပျော်နေကြပြီထင်တယ်တတော်ကြီးကြာမှတယ်လီဖုန်းကိုကောက်ကင်တယ်ပထမဆုံးကျွန်တော်မှဘာပြဿနာဖြစ်နေသလဲလို့သူကမေးတယ်ကျွန်တော်ကဘာမှမဖြစ်ပါဘူးလို့ပြောလိုက်ရတယ် ကျွန်တော်စာမွေးပွဲကျလာခဲ့ပြီလို့ပြောလိုက်တော့ဖခင်ရေလို့သူအော်လိုက်တယ်။ဆရာကရေဆရာမောဆရာလည်းပြောတတ်တယ်လေ။သူ့စီကိုလာခြင်းရလာနိုင်တယ်လို့လည်းပြောတယ်။ဆရာရေထဲမှာဆရာအန်တိုလီနီဟာအတော်ဆုံးပဲလို့ကျွန်တော်ထင်တယ်။အသက်ကလည်းတိတ်မကြည့်သေးဘူး။ကျွန်တော်အကိုဒီဘီလောက်ပဲရှိအောင်မယ်။လူကလည်းလူချောဆရာနဲ့ဘလောက်ပဲရင်းရင်းနှီးနှီးပေါင်းပေါင်းဆရာဟာခါတိုင်းလိုပဲအကြည်ညိုပြက်ဆရာဆိုလို့တကွမှမရှိဘူး။ စောစောကပြောခဲ့တဲ့ပြရင်းပေါက်ကခုန်ချလို့တည်သွားတဲ့ကဆဲဆိုရဲ့ကောင်းလေးရှိတယ်မဟုတ်လားအဲ့ဒီတုန်းကဘသူမှအနာမကက်ရဲကြဘူးကဆဲကိုပထမဦးဆုံးတွတ်ပွေတာဆရာတွတ်ပွေတာဆရာကကဆဲကိုတွေးဆန့်ကြည့်လိုက်တယ်ပြီးတော့သူ့ကုတ်အင်းကြီးကိုချွတ်ကဆဲပုံမှာခြုံပေးပြီးကဆဲကိုစေးရုံကိုပွေလာတယ်သူ့ကုတ်အင်းကြီးတွေးတွေပေးနေတာတွေဘာတွေကိုခယူးမဆိုင်ဘူးဒီဘီရဲ့အခန်းထဲကိုပြန်ဝင်လာတော့ PB High Radio ကိုဖွင့်နေတယ်။တခြင်းကအကတခြင်းအိမ်ဖော်မိမကြီးကြားမှာဆိုးလို့အဆုံးကို တိုးလိုက်တယ်။ထိုင်နေပုံကိုလည်းကြည့်အောင်လင်းကတဲ့အလဲကောင်တက်တယ်မှာယောဂကျင့်တဲ့သူများလို့တပြင်ခွေပြီးအကြထိုင်လို့ဗျ။တခြင်းနားထောင်နေတော်တော်လာတဲ့ကောင်မကလေးလာကမလားလို့ကျွန်တော်ကမေးတယ်။သူငငယ်လေးကလေးကကျွန်တော်ကအကတင်ပေးခဲ့ပြီသားလေး။အမေအကကောင်းတယ်ခင်ဗျ။ အမှန်ကတော့ကျွန်တော်တင်ပေးတာကသဘောလောက်ရဲ့ကျန်တာတွေကတော့သူ့ဘာသာကတ်တက်သွားတာတကယ်ကတ်တက်ဖို့ဆိုတာတင်ပေးလို့ရတာမျိုးမဟုတ်တာဗျာကိုကိုကဖနက်ကြီးနဲ့ချက်ကမှာပေါ့လာဖီဖီဟာအဲ့ရဘောကနေခုံဆင်းလာတယ်ကျွန်တော်ကဖနက်ချွတ်ပြီးသူနဲ့ကတ်တယ်အကကောင်းတယ်ကို့လူရေအမှန်ကတော့ခလေးတွေနဲ့တွဲကတ်ရတာကိုကျွန်တော်သိမ့်မကြိုက်ဘူးဘယ်နဲ့ဗျာလူကြီးနဲ့ခလေးတွဲကတ်နေဘယ်မှကြည့်လို့ကောင်းမှာမလဲ ပြောဝဲစားရုံတို့ဘာလို့မှပါလာတဲ့ကလေးတွေနဲ့ထွဲကနေတဲ့လူကြီးတွေကိုမြင်ဘူးတယ်မဟုတ်လားကလေးတွေရဲ့ခေါဝန်ကိုတနေမိရောဒီတော့ကရတဲ့ကလေးတွေကိုယ့်ရောကရတွေဖြစ်ကုန်တာပေါ့ကျွန်တော်လဲလူမြင်ကွင်းမှာဆိုရင်ဖိဖိနဲ့မကပါဘူးခုတော့သူကကတ်တယ်လို့သူနဲ့ထွဲကတာပါမန္တမနဲ့ရောက်တဲ့အိမ်မှာစော့တဲ့တပေါ်ပေါ့ဖိဖိကလည်းကောင်းကောင်းကတ်တယ်ဘလို့ကကျင်တယ်လေပူကပ်ပြီးတော့ကကျင်သလားရတယ်ကိုရှိတော့ကရှေ့နေပေမဲ့ကိစ္စမရှိဘူးသူလိုက်နိုင်တယ် ကိုနဲ့အတူလိုက်လာနိုင်တယ်စိတ်စိတ်ကကျင်သလားတကြယ်ကကျင်သလားจิตတပတ်ကကျင်သလားအကုန်ရရင်ခမရကတလို့လိုက်ကနိုင်တယ်တန်ကိုကချင်ရင်တော့ရသေးတယ်နားနေတော့မှသူ့ပုံကိုကြည့်ရတာရရတယ်ဗျတကယ်ကကြည်တဲ့ကြီးများလို့ခက်တီတီကြီးရက်လို့ဗျစကားတော့မပြောနေရောက်တာကိုနေရကိုရက်နေကြပြီတီးလုံးဆက်တာနဲ့တပြိုင်နက်ကကြတော့တာပဲရဲတော့မရင်နဲ့ဗျ တချင်းလေးဘုံလောက်ကပြီးတော့ရေဒီယိုပိတ်လိုက်ကြတယ်။ဖီဖီကကတင်းပေါ်ခုံတက်ပြီးစောင်းချုံထားရင်ကဘဲနဲ့လေညီမလေးကတော့ပုံမကောင်းဘူးလားလို့မေးတယ်။တိတ်ကောင်းလို့ကျွန်တော်ကကတင်းစုံမဝင်ထိုင်းဖြေတယ်။ secret တောက်တာများတော့ကျွန်တော်မောနေတယ်။စကားတော့ကောက်ကောက်မပြောနိုင်ဘူး။သူကတော့ဘာမှမဖြစ်ဘူးဗျ။ကိုကိုညီမလေးနှစ်ဖူးကိုစမ်းကြည့်စမ်းလို့ရုတ်တရက်ပြောလိုက်တယ်။ဘာဖြစ်လို့လဲ။စမ်းတာကြည့်စမ်းမှာကိုကိုရာကျွန်တော်စမ်းကြည့်တယ်ဘာမှမထူးပါဘူး။ ဖျားတယ်လို့ပူရှင်ရှင်ဖြစ်မလားဦးလားဟွန်းမဖြစ်ပါဘူးဘာဖြစ်လို့လဲဖျားကျင်လို့လားဖျားကြည့်မလို့စမ်းကြည့်စမ်းမအောင်စမ်းကြည့်ရောဘာမှမချိုးပါဘူးဒါပေမဲ့ကျွန်တော်သူကျင်းနေပါစေရောဆိုတဲ့သဘောနဲ့အေးနည်းနည်းပူရှင်ရှင်ဖြစ်နေသလားတော့မသိဘူးလို့ပြောလိုက်တယ်ဟုတ်တယ်ညီမလေးဖျားကြည့်တာပြရားတိုင်းနဲ့တိုင်းလိုက်ရင်တဖြည်းဖြည်းပူလောင်အောင်ညီမလေးလှုပ်တက်တယ်ကြံကြီးစီရောကွာပူအောင်လုပ်နိုင်တယ်လို့ဘသူကပြောတယ်လဲအဲလစ်ကလှုပ်ပြတယ်မယုံရင်စမ်းကြည့်လေး ကိုကိုခြေတော့ကိုတင်းမြင့်ခွေထိုင်ပြီးအသက်ကိုအောက်ထားပြီးတော့တိတ်ပူတာတွေကိုစဉ်းစားအပူငွေ့ပေးတဲ့တစ်တာတို့ဘာတို့ကိုအာယုံဆိုင်အဲ့ဒီအခါမှာကိုကိုနှစ်ဖူးဟာပူလာလိုက်မယ်ပူလာမှတခြားလူလက်ကရင်တော့လက်တောင်လောင်ကျွမ်းသွားအောင်ကိုပုံနိုင်တယ်ဟားရတယ်ဗျာကျွန်တော်ကလည်းပူလို့အလက်တကြားဖြစ်သွားတဲ့ဟန်မျိုးနဲ့သူ့နှစ်ဖူးပေါ်မှာ တင်ထားတဲ့လက်ကိုဖြက်ခနဲရုပ်လိုက်တယ်ပညာတွေတိုးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကိုကိုလက်ကိုပူအောင်မလုပ်ရသေးဘူး မြင်မလေးကကိုကိုလက်တင်တာနဲ့ပြိုင်နဲ့အာယုံကိုရက်လိုက်တာဘာမှမဖြစ်တော့ပါဘူးရှ်ဆိုပြီးညီမလေးဟာကရင်ပေါ်ကထထိုင်လိုက်တယ်။ကျွန်တော်လည်းကြောက်ကြောက်လန့်လန့်နဲ့ဘာလဲဘာလဲလို့မေးလိုက်တယ်။အင်းရှေ့ကတကားဖွင့်တန်းချတယ်။အဖေတို့အမေတို့ပြန်လာကြပြီထင်တယ်။ကျွန်တော်လည်းစပွဲစီကိုထပြေးပြီးမီးအိမ်ကိုနှိမ့်လိုက်တယ်။ secret ကိုလည်းဖက်နှက်နဲ့ထိုးချေနှိမ့်လိုက်ပြီးအိတ်ကတည်းထည့်တယ်။ပြီးတော့စစ်လိတ်မီးကိုတွေလွင့်ကုန်ဆောင်နေလိုက်ခတ်တယ်။ အမန်ကတော့ကျွန်တော်စစ်လေးတောက်ဖို့တော့မကောင်းဖက်နဲ့ကောက်စုပ်ပြီးအင်တာထဲကိုဝင်တကားပိတ်ထားလိုက်တယ်ကို့လူရေကျွန်တော်နှလုံးတွေတုံသလားမမင်းနဲ့အခန်းထဲဝင်လာတဲ့မမေ့အတန်ကြားရတယ်ဖီဖီမအိတ်သေးဘူးလားအခန်းထဲမှာဆော့ဆော့ကမိကြီးလင်းလို့ပါလားဟုတ်တယ်မမေ့အိတ်လို့မရသေးလို့ဘယ်နဲ့လဲမမေ့အဲ့ခံပွဲမှာပြော့ရဲ့လားပြောပါရဲအေးလို့မမေ့ကပြောတယ်ဒါပေမဲ့မမေ့အလိုက်တင်ပြောမှကျွန်တော်သိပါတယ် မမေကအပြင်တို့ဘာလို့ထွက်ရတာကိုသိပြောတတ်တာမှမဟုတ်တာဘာဖြစ်လို့မအိတ်တရလဲချမ်းလို့လားတိတ်တော့မချမ်းပါဘူးအိတ်လို့မရလို့ပါဒီမှာအခန်းထဲမှာဆက်လိတ်တို့ဘာလို့တောက်ထားသလိုက်မမှန်ပြောပါနော်မမဘာမမေပြောမှမကြောက်ဘူးလားတစ်စကန်လောက်ဖွာကြည့်ရပါမမေရဲ့တစ်ဖွာရဲပါပြီးတော့ပြရင်ပေါက်ကလွှင့်ပစ်လိုက်ပါပဲပြောစမ်းမအောင်ဘာဖြစ်လို့တောက်ရတာလဲအိတ်မပြောလို့ပါမကြိုက်ဘူးနော်ဒါမျိုးတွေမကြိုက်ဘူး နောက်တတိထားပါဆောင်ရုံးမလားမလိုပါဘူးမမေ good night ညီမလေးဟာမမေမြ мян ထွက်သွားအောင်လုပ်နေတာဗျရွှေရှင်ဟောကောင်းရဲ့လားကောင်းတော့ကောင်းပါတယ်ဒါပေမဲ့အဲလစ်ရဲ့အမေကြီးကတိတ်ရှုပ်တာပဲတစ်ချိန်လုံးသူ့တမီးနေကောင်းရဲ့လားနဲ့တမီးထဲမေးနေတော့တာပဲအပြန်ကြတော့တမီးတို့တစီနဲ့ပြန်လာခဲ့ကြတယ်မှန်းစဲနှစ်ဖူးတမီးအေးအေးမမိပါဘူးအဲလစ်လည်းဘာမှဖြစ်တာမဟုတ်ပါဘူးသူ့အမေကြီးကအဖြစ်တဲနေရပါ ကဲကဲအိတ်တော့ထမင်းရောက်စားလို့ကောင်းရဲ့လားထမင်းကတော့ဆန်မင်းဘာဆန်လေးအဲ့ဒီစကလုံးကိုသုံးမြန်မလားမသုံးပါနဲ့လို့ဖဖေခဏပြောတာမမှတ်မိဘူးလားဘာဖြစ်လို့ဆန်ရမှာလဲတိုးသားကျော်ရှိရဲ့မဟုတ်လားငါကိုယ်တိုင်လက်စီတန်ဆေးသွားပြီးတော့တိုးသားကျော်ကတော့ကောင်းပါတယ်ဒါပေမဲ့ဟင်းတပွဲချပေးတိုင်းအင်းကအဖွားကြီးကတဆူဆူနဲ့အလဲကားပြတော့ပြတော့လုံနေရပဲကဲကဲအဲ့တော့မမေကိုတစ်ချက်လောက်မှုယုံဖခင်တော့ပါလို့ရှ िख ောပြီးပြီလား ပြီးပါပြီခုနကခုနအဲ့တော့နော်မမေလဲကောင်းကြိုက်လို့ဟုတ်တယ်ဗျအမေကကောင်းကြိုက်တယ်မကြခဏပဲအစပရင်နဲ့တက်လိုက်ပလားမမေဘုတ္တဟုနည်းဆိုရင်ကိုကိုလေးပြန်ရောက်မှာနော်အေးရောက်မယ်လို့တော့ပြောတာပဲကဲကဲစောင့်ချုံပြီးအဲ့တော့မမေအခန်းပြင်ဘက်ကိုထွက်သွားပြီးတကားပိတ်တန်းကြားလိုက်ရတယ်ကျွန်တော်2မိနစ်လောက်စောင့်နေတယ်အင်တာတကားကိုဖွင့်လိုက်တော့ကျွန်တော်ကိုပြောဖို့အနာကပ်လာတဲ့ညီမလေးနဲ့လူချင်းတိုက်မိကြတယ် အခန်းကမှောင်နေတာကိုကျွန်တော်ကလေတန်နဲ့ညီမလေးနာသွားလားလို့မေးတယ်။ကိုကိုလက်မဖြစ်မယ်လို့ပြောပြီးဂရင်စုံးမဝင်ထိုင်ရင်ဖက်နှက်စီးတယ်။ဟုတ်တယ်မြ мян လက်မကျွန်တော်ရင်တွေခုန်နေတယ်ဗျာ။ဒါကိုတော့ဝင်ခံပါတယ်။ခုမသွားနိုင်အောင်လေအိပ်ပြောင်းစောင်းမှာပေါ့။မဖြစ်ဘူးကုသွားမှဖြစ်မှာ။ဒီအချိန်ကောင်းဆုံးပဲ။မမေကအိမ်တောင်းဝင်မယ်။ဖေဖေကတရင်တို့ဘာလို့နားထောင်မယ်။အခုပဲသွားတော့မယ်။ဖက်နှက်ကျိုးကိုခြီနေပေမဲ့အပေါက်ထိုးလို့မရဘူး။ ကျွန်တော်အယမ်းလန့်နေတယ်ဗျာအင်းရောက်နေတာတိတော့တက်တော့တက်မဖြစ်ဘူးပေါ့ဒါပေမဲ့မကောင်းပေါ့တိတ်မှောင်နေတော့ဘာကောမှမမြင်ရဘူးညီမလေးဗမာလေးဒီမလေးလို့ကျွန်တော်ကိုပြောတယ်လက်စတက်တော့ကျွန်တော်ဘေးမှာနေရက်နေတာဗျာဒါပေမဲ့ကျွန်တော်မမြင်မိဘူးကိုကိုလက်ဆွဲဘူဒာယုံမှာထားဖြစ်ခဲ့တယ်ဒီမညီမလေးညီမလေးမှာပတ်စံဘလောက်ရှိတယ်ကိုကိုမှာတပြားမှမရှိတော့ဘူးနာတလူပွားတော့တုံမို့ဆူထားတဲ့ပတ်စံတော့ရှိတယ် ညီမလေးဘာမှတော့မသုံးဟုတ်လားလို့ပြောလိုက်တယ်။နာတလူပွဲတော်အတွက်သူမစားရက်ပဲဆူထားတဲ့ပတ်စံလေးကိုကျွန်တော်မလိုချင်ဘူးလေ။ကိုကိုနည်းနည်းယူသွားမလား။နာတလူပွဲတော်ပို့ထားတဲ့ပတ်စံကိုမယူချင်ဘူးကွာ။နည်းနည်းတော့ချိလိုက်မယ်လေလို့ပြောပြီးဇပွဲအန်ဆွဲကိုဖြန့်တန်းကြားရတယ်။အန်ဆွဲရဲ့အထဲမှာရှောက်စန်းနေတဲ့အတန်ကိုလည်းကြားရတယ်။တိတ်မှောင်နေတော့ဘာမှမမြင်ရဘူးလေ။ကိုကိုတွားရင်တော့เจ้าကပွဲမှာညီမလေးကတာကြည့်ရတော့မှမဟုတ်ဘူးနော်လို့ပြောတယ်။ အရေးထဲမှာသူ့စကားကရဲစရာကောင်းနေတယ်။ကြည့်ရမှာပါကွာ။ကိုကိုကကြောင်းကပွဲပြီးချိန်လောက်မှသွားဖြစ်မှာပါ။ကိုကိုကိုကြည့်စေချင်တယ်မဟုတ်လား။ဒီအတွင်းမှာကိုကိုကဆရာအန်တိုလီနီရဲ့အိမ်မှာရှိမှာပါ။အင်္ဂါနေ့လောက်ထိရှိမယ်။ဗုဒ္ဓဟူးနေ့ကျရင်တော့ပြန်လာမယ်။မပြန်ခင်ညီမလေးစီကိုကိုကိုဖုန်းဆောင်မှာပေါ့။ယော့ပစံ။ကျွန်တော်ကိုလှမ်းပေးနေပြီမြင်လက်ကိုစမ်းလို့မရပဲဖြစ်နေ။ဘယ်မှာလဲ။ပစံကိုကျွန်တော်လက်ထဲထည့်လိုက်တယ်။ ဟာဒီလောက်အများကြီးမလိုပါဘူးကွ2ဒေါ်လာလောက်ဆိုရင်ရပါတယ်တကယ်ပြောရပါရော့ကျွန်တော်ပြန်ပြီးဒါပေမဲ့သူကလက်မခံဘူးဗျယူသွားပါနောက်ကြမှာပြန်ပြီးပေါ့ပြဆက်ကြတော့ယူလာခဲ့ပေါ့ဘယ်လောက်လဲ8ဒေါ်လာနဲ့85စက်ဘာဖြစ်လို့လဲမသိဘူးကျွန်တော်ငုံလိုက်မိတယ်အမှန်ကတော့တခြားလူတွေကြားနိုင်တယ်မငိုသင့်ဘူးဒါပေမဲ့ဘလို့ငိုချင်လာမှမသိဘူးဗျကျွန်တော်ငိုတော့ညီမလေးလှန့်သွားတယ် ကျွန်တော်အနာရောက်လာပြီးမငိုဖို့ပြောတယ်။ဒါပေမဲ့ခက်တာပဲ။ငိုတယ်ဆိုတာငိုချင်လို့ငိုတာ။ငိုမိပြီဆိုရင်ရက်ဖို့ခက်တာပဲ။ကျွန်တော်ကကြင်စိုးမှထိုင်ရင်းငိုနေတော့ညီမလေးကကျွန်တော်လေပင်ကိုလက်ဖတ်တယ်။ဒါပေမဲ့ချုပ်တင်းလို့မရဘူးဗျာ။ကျွန်တော်ရင်ထဲမှာကြက်ပြီးတည်သွားမယ်လို့တော့ထင်မိတယ်ကို့လူရဲ့။ကျွန်တော်ငိုတော့ညီမလေးလည်းတိတ်ချောက်သွားတာပေါ့။တောက်ရေးထဲမှာပြရင်ပေါက်ကပွင့်နေတော့ညောင်ဝင်အင်ကြီးပပလေးဝှက်ထားတဲ့ညီမလေးဟာ ချန်လွန်လို့ခက်ခိုက်တုံနေတယ်။ကျွန်တော်ကသူ့ကိုအိတ်ဖို့ပြောပေမယ့်မရဘူး။နောက်ဆုံးတော့ကျွန်တော်အငုံတိတ်သွားတယ်။တော်တော်ကြီးကိုကြာမှအငုံတိတ်သွားတာဖြ။ပြီးတော့ကိုအင်ကြီးကျဲသီးတွေကိုတက်တယ်။သူနဲ့အဆက်အသွယ်လုပ်မယ်လို့လည်းပြောလိုက်တယ်။အဲ့ချင်းရင်သူ့အခန်းမှာအိတ်လို့တော့ပြောပါသေးရဲ့။သို့တော့ကျွန်တော်မအိတ်တော်ဘူးလေ။ပြန်မယ်။ဆရာအန်တိုလီနီတို့စောင့်နေလိမ့်မယ်လို့ပြောလိုက်တယ်။ပြီးတော့ကျွန်တော်ကိုအင်ကြီးထဲကတော်လိုက်အုတ်ထုတ်လေးကိုထုတ်ပြီးသူ့ကိုပေးလိုက်တယ်။ ။ "तू ကဒီလိုအုတ်ထုတ်လေးတွေကိုသဘောကျတတ်တယ်မဟုတ်လား။ तू ကမယူခြင်း။ကျွန်တော်ကလည်းအထင်ပေးတယ်။ဒီအုတ်ထုတ်မျိုးလေးသာဆိုရင်အိတ်တုံးမှာတော့ချွတ်မှာမဟုတ်ဘူး။ဒီလိုအုတ်ထုတ်မျိုးဆိုရင် तू အရန်ကြိုက်တာ။အချိန်နေကောင်းရင်တယ်လီဖုန်းဆက်မယ်လို့ပြောပြီးကျွန်တော်လည်းထွက်လာခဲ့တယ်။ဘာဖြစ်လို့လဲမသိဘူး။အိမ်ထဲဝင်ရတာထက်အိမ်ပြင်ကိုထွက်ရတာကတိတ်လွယ်တယ်။ခုအချိန်မှာကျွန်တော်ကိုဘယ်သူမှမိမိအရေးမကြီးတော့ဘူးလို့ကျွန်တော်ထင်လို့လားမသိဘူး။ မိတော်လည်းဘာဖြစ်တယ်လဲပေါ့မိပေါ့အမိတော်ခံလိုက်ချင်သေးတယ်တလေကားကိုမစီးတော့ပဲရိုးရိုးလေကားအတိုင်းဆင်းလာခဲ့တယ်နောက်ခွေးလေကားကဆင်းလာလမ်းမှာအမိုက်ပုံးတွေကိုဝင်တိုက်တာကန်ကောက်လို့ကုတ်မကြိုးတယ်ဒါပေမဲ့ဘာမှမဖြစ်ပါဘူးကျွန်တော်ကိုတလေကားမောင်းနေငနေလည်းမတွေ့ဘူး distain တို့အိမ်မှာရောက်နေပြီလို့ထင်နေမှာပေါ့ နေ့အတွက်အပိုင်း၃ကတော့ဒီမှာပဲပြန်ဆုံသွားပါပြီရှင်။နောက်ဆက်အပိတ်ခဲ့ပါတော့တော်လန်ကလစ်ကများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။တော်လန်ကလစ်ကများအားလုံးဘေးကင်းကြပါစေရှင်။